ကချင်ပြည်နယ်စိုးရောက်ဖွဲ့ဝင်တရားစတော်ရင်ရောင်းဝင်းကြီးဦးထိန်ဆောင်မောင်ဌာနဆိုင်ရာတာဝန်ရှိသူများနဲ့အတူအော်တိုဘာလ29ရက်နေ့မွန်းလယ်2နာရီချိန်ကဝိုင်းမော်မြို့နယ်မိုင်းနာကျေးရွာအုပ်စုမိုင်းနာအာစီအတင်းတော်ဖျားချောင်းဝင်းနေမြစ်တနာမြို့တက်ကုံအင်ဂျန်နုံရက်ွက်အတွင်ရှိလော်ဝော်နစ်ချင်းအတင်းတော်များယုံဝင်တို့မှယာယီခိုလုံနေထိုင်လျက်ရှိတဲ့အင်ထောင်စုများအားတွားရောက်တွေ့ဆုံကထောက်ပံ့အားပေးခဲ့တယ်လို့သိရပါတယ် ဝင်းကြီးသည်မိုင်းနာကျေးရွာမိုင်းနာအာစီဖျားကြောင်ဝင်တွင်ရှိခမ်းမ၌ယာယီအိမ်ထောင်စုများအားတွားရောက်တွေ့ဆုံပြီးဝင်းကြီးကမိမိတို့ကချင်ပြည်နယ်အစိုးရဖွဲ့အနေဖြင့်ပြည်နယ်အတွင်းရှိယာယီတိုင်းဆောင်သူများအားအမိုးကာရိုဖြင့်လုံခြုံစွာနေထိုင်နိုင်ရေးနှင့်နေစဉ်စားဝတ်နေရေးအဆင်ပြေစေရေးအတွက်အခြေခံစားတောက်ကုန်များကိုတက်ဆွမ်းနိုင်သည့်များထောက်ပံ့ပေးလျက်ရှိပါကြောင်းအပိစကားပြောကြားကစားတောက်ကုန်များကိုထောက်ပံ့ပေးရခဲ့တယ်လို့သိရပါတယ် အဆိုပါမခွန်ရံအာစီစကန်နဲ့မိုင်းနာအာစီစကန်တို့မှယာယီခိုလုံနေထိုင်လျက်ရှိတဲ့ဗမုံ၊မိုးမောက်၊ဖာကန်၊နန်ဆန်ရံ၊ဂါရရံ၊မလန်းရံ၊စန်းကောင်အောင်မြင့်တဲ့ရှင်ချောင်းပင်နဲ့ဝူရံကျေးရွာများမှာယာယီနေရဆွန့်ခွာအိမ်ထောင်စု130စုတော်အတွင်းစံ105အိမ်၊စီ105ပိတ်တာနဲ့ကျအုများကိုထောက်ပံ့ပေးရခဲ့တယ်လို့သိရပါတယ်။ ဆက်လက်ပြီးစကန်းတာဝန်ရှိသူများနဲ့စကန်းဒီဗီဒူများအားရင်းရင်းနီနီလိုက်လံနှုတ်ဆက်ခဲ့ပြီးစကန်းတို့ခုအတွက်လိုအပ်တီများကိုတိုင်ပင်ဆွေးနွေးကောင်းပေါင်းစပ်ညှိနှိုင်း၍အစီအစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်။ အိမ်နောက်တန်ဇာဒဝင်ကြီးသည်မြစ်တနာမြို့တက်ကုံအင်ဂျန်တုံရက်ွက်အတွင်းရှိမြစ်တနာတာဒနာနှင့်လောဝော်နှစ်ချင်းခရီးရန်တင်းတော်များအဖွဲ့ယုံဝင်အတွင်၌ယာယီခိုလုံနေထိုင်လျက်ရှိတဲ့ဝိုင်းမော်မြို့နှင့်နောင်ခီကျေးရွာမှယာယီနေရစွန့်ကွာအိမ်ထောင်စု39စုအတွင်အထေကန်စားတော့ကုံများဖြစ်သောစံ39အိတ်စီ39ပိတ်တာနှင့်ကျအူများကိုထောက်ပံ့ပေးရကရင်းရင်းနှီးနှီးတွဲဆောင်နှုတ်ဆက်၍အားပေးစကားများပြောကြားခဲ့တယ်လို့သိရပါတယ်။